ဟောဒီလူလောကကြီးကဘာကြီးအတ္တပလန်နဲ့လို့ခေါ်တယ်ကဘာဂျိုကြီးဟာရသဗျာရဲ့ဒေသနာတော်အရာပြောမယ်ဆိုလို့ရှိရင်မိလောင်လို့ဖြစ်စေရေမျောလို့ဖြစ်စေလေတိုက်လို့ဖြစ်စေတနေ့ကြလို့ရှိရင်မိရေလေဆိုတဲ့အဖြစ်အားစုကြီးသုံးခုကြောင့်ပြည့်စုံသော ုံးခုကြောင့်ပျက်စီးသွားတစ္ဆမကျွင်းအကုန်လုံးပျက်စီးသွားဒါတင်္ခါရသဘောတရားပဲတနည်းကြအကုန်လုံးပျက်သွားတယ်ဆိုတာတိုင်းတာတစ်ခုညာလူတွေသိနိုင်တာပဲလေဘယ်ရာမှမမြဲဘူးဆိုတာဘုန်းကြီးတို့တွေမျက်စိအောင်မှာပဲရှိအကုန်သိနိုင်အမှန်တမဲ့နေရင်တော့မသိဘူးပေါ့ မတ်တမဲမနေဘူးမြဲတမ်းစဉ်းစားကြည့်နေမယ်ဆိုလို့ရှိရင်ကြာတာနဲ့မကြာတာဒါပဲကွာအချိန်ပဲကွာမပြည့်စုံဘူးဆိုတာမရှိဘူးပြည့်စုံသွားအလုံးတစ်နေ့ကြတော့တပ်ပြီးသင်္ခါရအနိစ္စာလို့ဆိုတဲ့အတိုင်းဘာတစ်ခုမှမကြအောင်ပြတ်သွားမှာတော့သိကြတော့ဖြစ်ပေါ့ဘာတစ်ခုမှမကြအောင်ပြတ် အဲ့ဒီလိုပြတ်သွားပြီလို့ရှိရင်လည်းပြတ်ပြီးတဲ့နောက်မှာပြတ်မဖြစ်ဘူးဆိုတာမရှိဘူးအစဆိုတာလာပြန်တယ်ဤကဘာကြီးဟာအကြောင်းနေညင်ညွတ်လာတဲ့အခါကျတော့ပြတ်ပြီးတော့ကဘာကြီးကပြန်တည်လာတယ်ဟုတ်ကဘာဥက္ကလာပြန်ဖြစ်လာလူသားတွေနေတဲ့အခုကဘာမြေကြီးဟာ အကတာထဲမှာပြန်ပေါ်လာပြီလို့ဆိုတဲ့အချိန်မှာတရားဆိုတာဘသူမှဘယ်တရားမှ တနေရာနဲ့အမြဲမရှိဘူးဝေးချိန်ဝေးလာပြီတေချိန်ကျတေတာပဲအဲ့တော့ပြမကြီးကပြမာတွေဆိုတာလေသူတို့တက်တန်းနေရှိသလားပြမဘုံမှာနေပြီး တိတ်ဆုံးလာတဲ့အခါမှာအခုကဘာမြေကြီးလို့ဆိုရဲခုလူလူသားတွေနေကြတဲ့လူဖုံဒီနေထားမျိုးတော့မဟုတ်သေးဘူးအဥ္ဇာမှာတွေ့ရတဲ့အနေထားမျိုးပေါ့ကဘာမြေကြီးနဲ့ဆက်ဆက်ပြီးတော့လူသားတွေရဲ့အစလူဆိုတဲ့တရားဝါတစ်မျိုးလာဖြစ်တယ်ပေါ့ ပြီးတော့အဲ့ဒီတုန်းကကဘာဟုကာလာကလူတွေကခဏလူနဲ့တူလာလို့ဆို။ဘုံဘန္တနာတော့တူမယ်၊စွန့်ရည်တတိတွေမတူဘူး။ဘုံဘန္တနာဆင်မယ်၊စွန့်ရည်တတိမတူဘူး။မတူဘူးဆိုတာကဘာဥကလူသားဟာအဖိုးအမကြာမဆိုတာမရှိဘူး။တရဝပဲ။ သမီးကြီးကနေမွေးရတာမဟုတ်ဘူး ग्वा ကနဲ့ပေါ်လာတဲ့ဥပပတ္တိပရိသေရီလို့ခေါ်တယ် ग्वा ကနဲ့ပြမကြီးကဆင်းလာတာမဟုတ်ဘူးပြမကုန်ကတရဝါတဦးပြမတဦးဟာတေဆုံးသွားတယ်တေဆုံးသွားပြီးဒီဘုံမှာလူသားနေနေလာဖြစ်တယ်အဲ့ဒါ ग्वा ဥက္ကလလူသားပဲလူနေနေလာဖြစ်တယ် အဲ့ဒါလို့လာဖြစ်တဲ့အချိန်မှာမြေကြီးပေါ်မှာဖြစ်တာမဟုတ်ဘူးကောင်းငင်ရံမှာပဲတည်ရှိပြီးကောင်းငင်ရံမှာပဲသွာလာနိုင်လာရနေနေမရှိသေးလို့မောင်ကြီးကြားနေတဲ့ကဘာထဲမှာသူ့ကိုယ်တိုင်အလင်းအောင်နေရှိဒါပြီးခန္ဓာကိုယ်ကအလင်းအောင်ထွက်တာဆိုတာရောဟုတ်ကဲ့လားယုတ်တိရှိရလားရှိတာပေါ့ခဏိပိုးဆုံးမှုတွေတောင်မှအလင်းအောင်ရှိတာ နော်ဘုဆုံယူဆိုတဲ့သရဝါတွေတောင်မှလင်းနေတာပဲလူကြီးတကူလုံးကနေအလင်းအောင်နေထွက်နေတာအဲ့ဒီအချိန်သစာသာဒိဋ္ဌိနဲ့စားစရာ မရှိဘူးမရှိပေမဲ့သူအသက်ရှင်ဖို့အတွက်ဘာလဲဆိုရင် ပြောနေတယ်သူကပိဋိပက္ခလို့ခေါ်တယ်ဂျင်နဲ့နေအဲ့ဒီဂျင်နဲ့နေမှုနဲ့သူကပြောနေပြောရှင်ခြင်းဖြင့်အသက်ရှင် အေးကျင့်နေပြီးတော့ပြောနေတဲ့အချိန်မှာအခုကလေးငယ်လေးတွေတောင်ကစားပြီးတော့ပြောနေတဲ့အချိန်မှာသမင်းအတင်းခေါ်ကြွရတယ်မဟုတ်လားစာရမမဟုတ်တာနော်မစားဘူးအပျော်နဲ့ဝါနေတယ်အဲ့လိုမျိုးလို့ပဲကဘာဦးကလူသားတွေဟာကောင်းငင်ကိုပြန်နိုင်ပြီးတော့တယံပပကိုယ်ဟင်အလေးအောင်နေရှိတယ်ပီတိဘက်ခါ ပိတိဆိုရယ်နှစ်ချိုင်မှုအစာအာဟာရနဲ့နေကြတယ်အန္တလိခဆရာကောင်းကင်ယံမှာသွားလာကြတယ်စိရံဒီကမ္ပတနာတိဋ္ဌတိအသက်အမတန်မှရှည်ကြတယ်ဟောဒါလူသားတွေအစဒါဗုဒ္ဓမြတ်စွာကံကြောင့်ဒီလိုဖြစ်လာတာဘုရားသခင်ဖန်ဆင်းတယ်လို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရား တရားရေဟာဒုက္ခနဲ့သူဖြစ်တာဖြစ်လာကြတယ်ခုလူဖြစ်လာပြီးတော့လူသားတွေဟာတပြေးပြေးနောက်ဆုံးအမှုအကျင့်တွေပြောင်းလဲလာတဲ့အခါမှာအဖိုးအမတွေဖြစ်လာတယ်နောက်ဆုံးမှာကိုချစ်တရားတွေပြပြလာရတယ်စပြီးတော့ ခဏိတို့တတန်တို့ရဲ့အခြေအနေမျိုးထီအောင်ရောက်လာတယ်သုကကလာကြီးသူရောက်လာတယ်ဆိုတာရသဗျာဟောတာတဲ့တုတ်တန်နှစ်ခုရှိတယ်အခင်ညတုတ်တန်ဆိုတဲ့ကဘာဥအကြောင်းသိကောင်းစရာရဲ့စက္ကဝဋ္ဌိတုတ်တန်ဆိုယနေ့လူသားများရဲ့လက်ခံကဘာဘာဖြစ်မယ်ဆိုတာကိုဟောပြထားတာအတိအကျရှိတယ်အဲ့ဒီလိုလူတွေဟာ ကဘာဥကာလအစပြီးလူလောကရောက်ရှိလာတဲ့အခါမှာဒီအချိန်မှာကိုယ်ွယ်မှုဆိုတာဒီမရှိသေးဘူးပန္နတရား။ဘာကြောင့်ကိုယ်ွယ်လာမှုတွေပေါ်လာရတယ်လဲလို့ဆိုလို့ရှိရင်တဘာဝအင်အားစုကြီးတွေဆိုတာရှိတယ်။တဘာဝအင်အားစုကြီး။တဘာဝအင်အားစုကြီးတွေဆိုတာဘာလဲ။မိုးချိန်နဲ့ကြောက်စရာကောင်းအောင်ရှက်စီးတွေလက်တဲ့ ကောင်းကင်ယံကမိုးချုံတန်ဆိုအလွန်ပြင်းထန်တဲ့အတန်ကြီးတွေဆိုတာဒါတွေဖြစ်တယ်အဲ့ဒီလိုကြီးမားတဲ့သဘာဝစွမ်းအားကြီးတွေမိုးချုံပြစ်ထားတော့သဘာဝဥဒ္ဓကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေကိုလူတွေကကြောက်တယ်ကြောက်တဲ့အခါကျတော့ဒါတကိုးရှင်ကြီးကဖန်ဆင်းတာပဲလို့အတွေးတွေဝင်လာပြီးတော့ တကုရှင်ကြီးကိုတို့ပူဇော်မှယူကျိုးမှတကုရှင်ကြီးကတို့ကို favor ပေးလိုက်မယ်တတခွင့်ပေးလိုက်မယ်မဟုတ်ရင်တို့ဘဝမှာရန်တိနိုင်မှာမဟုတ်ဘူးဆိုကြောက်လန့်ပြီးတော့လူတွေဟာကိုယ်ပဲမိရကိုယ်ပဲလာရနေဘာသာတရားဆိုတာဖြစ်ပေါ်လာတာလက်ဆက်ပြကိုယ်တိုင်ကလည်းဒီတိုင်းဟောကြတယ်နော်ဘဟုဝေတရဏံယန္တိ ပပတာနိဝနာနိသာအာရမရုခစေတယာနိမနုဿဘယတိစီတာကြောက်စရာဘေးရနေကအချင်းချောက်ခံရတဲ့အခါလူတွေကြောက်လန့်ပြီးတော့အာကိုကုန်ညာအဲ့ဒီအာကိုတဲ့အခါမှာကိုမမြင်ရတဲ့တကုရှင်ကြီးပူဇော်ပတ်တာညာဘာဖြစ်တာလို့ဆိုနတ်ကိုပဲမှုဆိုပေါ်လာ personalization လို့ခေါ်တယ် မိုးချိုးကိုပဲနတ်လို့ယူဆတယ်။တရားစည်းလက်ထာကိုပဲနတ်လို့ယူဆတယ်။တောတွေတောင်တွေကိုပဲနတ်လို့ယူဆပြီ။အယုတ်ဒီပါတွေကိုကိုယ်တိုင်ဖန်တီးပြီးတဲ့အခါလူကတော်တော်တော်ထူဆန်းတယ်။ကိုထုထားတဲ့အယုတ်လေးကိုယ့်အကိုကြောက်နတ်ကိုကိုးဝဲတဲ့လူတွေကြည့်လေနတ်ယုတ်ကလေးထူတာပြီးအဲ့ဒီအယုတ်ကလေးကိုကြောက်တယ်တကယ်တော့လေဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲလို့ဆိုရင်လူတွေရဲ့အသိဉာဏ်အားနည်းမှုပဲအေးမြတ်စွာဘုရားပွင့်လာတဲ့အခါကျမြတ်စွာဘုရားကဒါရီယသဘာဝစွမ်းအားတွေသူ့အတူဖြစ်တာအသိဉာဏ်ကဲမဲ့နေသည့်အတွက်ကြောင့်တွေးပြီးတော့ကြောက်တာအဲဒီကြောက်မှုဟာမှန်ကန်မှုမရှိဘူးဒါကြောင့်အသိဉာဏ်ရှိအောင်လုပ်ရမယ်မြတ်စွာဘုရားက အတိဉဏ်ကိုဥစားပေးပြီးတော့ဆုံးမဩဝါဒပေးလာကိုယ်ဝေယဘာသာတရားတစ်ခုအနေနဲ့မဟုတ်ဘူးဆုံးမဩဝါဒတွေပေးလာသွန်သင်ပြတာလာလေဘေးရန်အန္တရာယ်တွေမရောက်တဲ့ဤတွေရောက်တဲ့ဤရောက်တဲ့အရာတွေခွဲခြားဟောကြားလာလေမြတ်စွာဘုရားကဆုံးမသွန်သင်မှုပြီးလာ ။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်နော်။ဒီဟာမလုံနဲ့ဒီဟာလုံလို့ရှိရင်မကောင်းကျိုးတွေဖြစ်လိမ့်မယ်။ဒါလုံဒါလုံမှကောင်းကျိုးချမ်းသာတွေရလိမ့်မယ်။ဆိုတဲ့ဒီလမ်းညွှန်မှုကဘာနဲ့တူလဲလို့ဆိုလို့ရှိရင်နားလေတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီအစားအစာကလူနဲ့မတည့်ဘူးဒီအစားအစာကလူနဲ့တည့်တယ် ဒါစားရင်ကျန်းမာတယ်ဒါမဒါစားရင်မကျန်းမာဘူးလို့ပြောတာလို့ပဲဒါစားရင်ဖိုက်တာလေးပဲဒါစားလို့ရှင်ပို့ပြီးတော့ကျန်းမာတယ်လို့ဒီလိုသိတဲ့ပုဂ္ဂိုလ်ကလမ်းညွန်တယ်လို့ပဲရသော်ပြားကလည်းလုတ်တဲ့နာနဲ့မလုတ်တဲ့နာခွဲခြားပြီးလို့ပြောအယမ်းမဲ့ကြောက်เสียဘာတစ်ခုမှမရှိဘူးကြောက်ဖို့မဟုတ်ဘူး အမှန်တရားကိုမသိတဲ့ဒီသေးမြကာလပတ်လူလူတွေဟာကြောက်အားကြီးပြီးတော့ကိုယ်ပဲမိရကိုယ်ပဲအဲ့ဒါကိုမြတ်စွာဘုရားကဖျားပွင့်လာတဲ့အခါလူတွေကအလဲအောင်ရလာပြီတကယ်အေးကြောက်เสียလားကြောက်เสียမဟုတ်ဘူးလားဆိုတော့ပြောချမ်းတိတဘာဝဆောင်အာဟာတဘာဝကြောင့်ဖြစ်တယ်ခဏလူတွေလည်း ိတ်ပပညာထွန်းကားလာတဲ့အခါလေဒါတွေကိုသိလာတယ်လေသိလာမိုးကြိုးဆိုတာဘာကြောင့်ဖြစ်တယ်ရှက်စီးလက်တာဘာကြောင့်ဖြစ်တယ်ရေကြီးတာဘာကြောင့်ဖြစ်တယ်ဆိုတော့သိသိလာတဲ့အခါဒါတွေကိုသိမကြောက်တော့ဒီလိုဆိုအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမခံယူကြတဲ့ပုဂ္ဂိုလ်တွေကိုအတိညာဉ်ရလို့ အတိညာဟာလူကိုရဲရဲစေအမှန်ကိုသိသည့်အတွက်ကြောင့်ရဲရဲစေအလေးအောင်သည်ရဲရဲမှုကိုဖြစ်စေတယ်လို့အတိညာဟာလည်းရဲရဲမှုကိုဖြစ်စေအလေးအောင်မရှိရင်မမြင်ရဘူးမှောင်းနေတယ်ဆိုရင်ဘာမှမမြင်ရဘူးထို့တူပဲအတိညာမရှိရင်လည်းဘာမှမမြင်ရဘူးမမြင်ရတော့အမှောင်နဲ့ရောက်တဲ့လူဟာကြောက်တတ်တယ်လို့ပဲ။ အတိဉာဏ်ကင်းမဲ့တဲ့လူဟာလည်းကြောက်တာပဲဒါကြောင့်မို့ဉာဏ်ကိုတိတယ်မြင်တယ်ဆိုတဲ့စကားလုံးနဲ့သုံးတယ်ညာလတ်တတနာတိချင်းမြင်ချင်းဆိုတာနဲ့သုံးရသော်ဘုရားပွင့်လာတဲ့အခါမှာရသော်ဘုရားကအတိပညာရဖို့ဟောပြောတာဟာဘုရားကိုကိုးွယ်တယ်လို့ဆိုတာဟာအတိဉာဏ်ရဖို့ကိုးွယ်